ားလုံးပဲမင်္ဂလာပါရှင်။ကျမကဒီနေ့ဆရာကျွန်းနဲ့ရေးသားထားတဲ့ဝိထုတူပေါင်းကျုပ်ထဲကဝိထုအတူလေးတစ်ပုဒ်ကိုဖတ်ပြပေးချင်ပါတယ်။ခေါင်းစဉ်လေးကတော့ရောင်းရန်ကျွန်တော်တို့မြို့နိုင်ထူဆန်းသောကုန်ပစ္စည်းတစ်ခုရောင်းချရန်ရောက်ရှိလာခဲ့ကြသည့်လူစိမ်းဇနီးမောင်နှံတရင်သည်လေလူလေးတွင် အနံ့တစ်ခုလွင့်ပါပြန့်နှံ့ပံပုံစံမျိုးဖြင့်တပြိုင်နက်တည်းအရဲမျက်နှာအသီးသီးသို့ရောက်ရှိလာခဲ့ပါသည် နောင်ချမီကုန်ပစ္စည်းရဲ့အမျိုးမျိုးတွေကလည်းကြားသိခဲ့ရတဲ့အခါကျွန်တော်တို့ရဲ့မြို့သူမြို့သားတွေဟာအလွန်အမင်းအံ့အားတင်သွားခဲ့ကြပါတယ်။အချို့မှာကြက်သိမ်းမွေးနှင်းထလာထိတ်လန့်ခြောက်ခြားခဲ့ကြတယ်။အချို့ကတော့ဟာတာပြက်လုံးတစ်ခုကိုကြားရတယ်လို့ရင်မောကြတယ်။တန်တရားစိတ်အစွဲကျူးသူတွေကတော့ထိုသတင်းကိုကောလာဟာလာဖြစ်ဝေဖန်ရှုံချကြတယ်။ကျွန်တော်တို့ရဲ့မြို့မှာအာနာပိုင် လူကြီးတွေမှာထိုသတင်းကိုကြားလင်ကြားခြင်း ခဏမြအံ့ဩခဲ့ကြတော့လေနောက်ပိုင်းတွင်အခြားအရေးကြီးတဲ့လုပ်ငန်းဆောင်တော်များစီသို့အာရုံလွှဲလိုက်ကြပါသည်စင်စစ်အဖြစ်ကျွန်တော်တို့မျိုးဟာဟောင်ကောင်မကာအိုဘရာမာမက္ကစီကိုစီတီစတဲ့မြို့ကြီးတွေထပ်ပင်အယောင်းဝယ်လွဲကူသောကုန်သရေးလွတ်လပ်ခွင့်ရနယ်လေးတစ်ခုဖြစ်ပါသည်တင်းဒီလွန်ခဲ့သော နှစ်များစွာကကွယ်လွန်ခဲ့ပြီး၍မြေမြုပ်ထားခဲ့သောတင့်အဖိုးရဲ့အယိုးစုကိုတရားဝင် ပိုင်ဆိုင်ကြောင်း စာရစာရန်တက်သည့်အထောက်အထားခိုင်လုံစွာ ပြနိုင်လေပန်းဆိုင်ပြိုးသူများပန်းမင်တန်ဆွမ်းရေးအတွက်တဘာဝဓမ္မီဩစာအယိုးမှုအဖြစ် အသုံးပြုနိုင်ရင်ထိုအယိုးစုကိုတင်လွတ်လပ်စွာရောင်းချနိုင်ပါသည်ထိုအယိုးစုကြီးသည်မြေဩစာပြုလုပ်ရန် အမှုန့်မကျိတ်ရသေးမီပွဲစားများတက်လက်ပြီးတက်လက်ပြောင်းပြီးတဲ့နောက်ဝယ်ယူလိုသူက စိတ်အေးချမ်းစွာဝယ်ယူခွင့်ရှိပါသည်ဤဥပမာများနှင့်ပင်ကျွန်တော်တို့မြို့၌ မိမိမိများကုံတွေလွတ်လပ်ခွင့်ရှိသည်ကိုခမန်းနားလည်နိုင်ကြပါပြီ။ရောင်းမိပစ္စည်းကထူထူဆန်းဆန်းဆိုတော့ဘလို့ပစ္စည်းများပါလဲဟုအိမ်တွင်းမှအိမ်ပြင်မထွက်နိုင်ကြသောဒေါကီတာလူမမာတက်ကြီးရွယ်အိုများကနီးစက်ရမိသားစုဝင်များထံမေးမြန်းဆက်ဆုကြည့်သည်။ကိုဝင်တစ်ခုကိုရောင်းမှာအသက်60လောက်မိန်းမကြီးတစ်ယောက်အသက်ကြီးမှရရှိလာတဲ့ကိုဝင်ကိုရောင်းမှာလင်မယားနှစ်ယောက်စလုံးရဲ့သဘောတူညီချက်နဲ့ ရှေ့နေရှေ့ရဲ့အပြည့်စုံနဲ့စာချုပ်စာတမ်းတက်တည်အထောက်ထားခိုင်ခိုင်လုံလုံနဲ့လူသိရှင်ကြားရောင်းပါတယ်။ဖះကယ်တော်မူပါဟုဒုက္ခိတဇေယအိုများကအလံတကြားရေရွတ်ကြသည်။အရက်ဆိုင်မှာအရက်ရောင်းသလိုရောင်းပါလို့ပြောတယ်။ဆိုင်ရှင်ကတောက်သုံးသူကိုပလင်းထဲမှာအရက်ထည့်ပြီးရောင်းလိုက်သည်။တောက်သုံးသူကပလင်းထဲကအရက်ကိုအကုန်တောက်ပြီးမှပလင်းကုန်ကိုဆိုင်ရှင်စီမှာပြန်အပ်ရမည်မဟုတ်လားအဲ့ဒီသဘောပဲ ကိုဝင်ဝဲတဲ့သူဟာကိုဝင်ဆောင်မိမကြီးကို ခေါ်သွားရမယ်။ကလေးမွေးပြီးတဲ့အခါမိမကြီးကိုလင်ယောက်ကြားစီမှာပြန်အပ်ရမယ်။ဝဲသူဟာမွေးဖွားလာတဲ့ကလေးကို တရားဝင် ပိုင်ဆိုင်မွေးမြူပြုံးရမယ်။မိမကြီးကိုတော့မပိုင်ဘူးပေါ့။ကြားရသောသတင်းသည်အလွန်မယုံနိုင်စရာကောင်းနေပါသည်။သို့သောကဘာမြေတွင်မယုံနိုင်စရာသတင်းများပေါ်ထွက်လာတတ်ကြပြီးတဲ့နောက်မကြာမီအချိန်ကာလရင်းတဲ့သူအတီးပြုတ်တစိုက်ကပ်ပြီးတဲ့နောက် ရိုးစင်းသောတမရာဖြစ်ရများတိုးလောင်ရာပြတိုင်များတဲ့သို့ပို့ဆောင်သိမ်းဆီထားလိုက်ကြပါသည်ယခုကလွန်ခဲ့သောနှစ်ပေါင်း40ကျော်ခန့်က အထူးဆန်းဖြစ်ခဲ့သောလာပေါ်မှာကောက်ယူခဲ့သည်ဖြူရော်ရော်မလားမပကြောက်ခဲကလေးများကိုမိသူမှတကူးတကအပင်ပန်းခံ၍ပြတိုင်မှာတွားရောက်ကြည့်ရှုကြခြင်းမရှိတော့ပါအထူးဆန်းသတင်းတရက်မပုတ်တိုးမီ အတီးပြုတ်ချက်ပေးနိုင်ရန်လိုအပ်သည်ဟု ကျွန်တော်ယူဆကြပါသည်ထို့ကြောင့်ကျွန်တော်တို့သည် ကုန်ပစ္စည်းအထူးအဆန်းရောင်းချမိလူစိမ်းဇနီးမောင်နှံစီတို့တွားရောက်ခဲ့ကြပါသည်သူတို့ဇနီးမောင်နှံသည်ကျွန်တော်တို့မြို့ရဲ့ဈေးရှိမှာအမည်မသိစာဆိုတော့ကျေးတွန်ရုတ်တုအုတ်ခုံလေကားတစ်တွင်မယ်ကဘာလဲခီးတဲ့မောင်နှံကဲ့သို့ဇစိမ်းတရံဆန်စွာဘာတိပါတာထိုင်နေကြသည် သူတို့အနည်းတွင်ခြေထောက်ပါသောဆိုင်းဘုတ်ကပြားတိုင်ကလေးတစ်တိုင်ချထားသည်အဖြူကန်ဆိုင်းဘုတ်ကပြားပေါ်တွင် ရောင်းရံရှိသည်ဆိုသော ကြော်ညာစလုံးကိုစေးညီအောင်လက်သေးစလုံးပြေရေးသားထားပြီးအင်္ဂလိပ်ဘာသာဖြင့် for sale ဟုထင်ရှားစွာရေးဆွဲထားသည် အဖိုးကြီးကအသက်80ခန့်တကောင်းလုံးစပင်ဖြူတွေဖုံးလွှမ်းနေပြီး ပိတ်ရှိရှိ ကုန်းကန်းကန်းဖြစ်နေသည်ဝစားပုံမှာမျိုးစားကြီးတယောက်စွန့်ကြဲခဲ့သည့်အဝတ်စားများကိုဝစ်ဆင်ထားသည့်မျိုးစားရည်လူယုံကိုအစီကံအိုကြီးတယောက်နှင့်တူနေပါသည် အဖွားကြီးကတော့အရဲ့အမောင်းမနှိမ့်မမြင်အသားလက်လက်နဲ့သပင်ကွက်ကြားဖြူစားပြုနေပြီသူမသည်မိခိုးရောင်ကာဝင်ကြီးပေါ်တွင်အနက်ရောင်စင်ကြီပါဝစ်စကုတ်ခတို့အင်ကြီးကြက်ကြက်ကလေးကိုဝစ်ဆင်ထားရဝစ်စကုတ်အောင်အနာတွင်ကာဝင်အောက်မှယုံကြွနေသောဖူဖူပေါင်းပေါင်းဝမ်းပိုက်ကိုမမီမကန်းဖုံးကွယ်ထားသည်နှင့်တူသည်သူမရဲ့လက်ဆန်ခြေဆံများမှာလေသူမတယောက်သို့မဟုတ်ခွာသည်တယောက်ဤ ခြေလက်အင်္ကာများလိုကြီးခိုင်တန်းထောင်နေကြဟန်ရှိသည် အေးပြအတွန်ခေါအမို့အချိုက်များ ပြည့်နှက်နေသောမျက်နှာဝိုင်းတွင်ရှင်လန်းသည့်အသက်တက်ကတောက်ပနေဟန်မှာဤအသက်အရွယ်၌သာသမီရရှိခြင်းကိုထောက်ခံနေသည်ဖြစ်သည်ထိုမိန်းမကြီးကိုဇီဝကမာဈေးပညာရှင်များကအထူးစိတ်ဝင်စားကြမည်ဖြစ်တော်လဲထိုပညာရှင်များကျွန်တော်မျိုးမျိုးတွင်မရှိပါအဖေါ်ရဲ့ကိုဝင်ကဗနလာရှိပြီလေခမ ्या ဟုကျွန်တော်တို့အထဲမှာ နှုတ်ဆအားစားတွက်လက်သူတဦးကမေးပါသည်ဆယ်လပြေတော့မယ်ကွယ်တိတိကျကျပြောရရင်တော့6လနဲ့21ရက်တိတိရှိပြီပေါ့ကွယ်အဖွားကြီးက6တွေ့ကိုးကောက်သောသပင်ဆချို့ကိုအဖြိုကန်းလေးတယောက်ဟန်မျိုးဖြင့်နှစ်ဘူးပေါ်မှာတက်တင်းရင်းဖြေပါသည်သူမ၏အတန်မှာသွင်မြင်ပုံမှန်အသက်အရွယ်ကိုစန့်ကျင်၍အဖြိုပန်းကလေးတယောက်၏ရှက်သွေးပိုသောအတန်မျိုးဖြစ်နေပါသည်အဖွားကြီးကပြကက်ကက်ရင်အောင်ပေါ်သို့ လက်နှစ်ဖက်ရှိုက်၍တင်းပြီးဟန်ရေးပြလိုက်ပါသေးသည်အဖိုးကြီးရဲ့မျက်နှာသားကပျော့ပြောင်းချို့သွားသလားအဖိုးကြီးရဲ့ရင့်ရော်ခတ်ထန်သည့်မျက်နှာရှည် မျောမျောကြီးကမှကျွန်တော်တို့ကိုများစွာလိုလားခြင်းမရှိတကယ်သူမုံကုတ်ကုတ်ဖြစ်နေသည်သူ့တွင်ကအရေးတကြီးပုဂ္ဂိုလ်တဦးအနည်းမှာအကြံပရန်အတွေ့အကြုံများနဲ့ရင်ပါပြီးသောတတ်တော်ဆောင်တယောက်နှစ်ပင်တူနေပါသည်စိတ်မရှိပါနဲ့အဖွာ အခုမွေးဖွားမဲ့ရင်သွေးပါတယ်ဆိုတော့ အဖွားဟာရင်သွေးရတနာပဏိယောက်လောက်မြောက်မွေးဖွားတန့်စင်ခဲ့ပြီးပါပြီလေခမ။အိုးဒီကလေးနဲ့ဆိုရင်၁၁ယောက်မြောက်ပေါ့အဖွားကသားသမီးတစ်ကြိမ်တီတီမွေးခဲ့ပြီးပြီလေအားလုံးတက်ရှိထင်ရှားရှိနေကြတယ်ကွယ်အဖွားကြီးကဝါထိန်သောရှေသွားတွေပေါ်အောင်ပြုံးနေပြန်သည်လွန်ခဲ့သောနှစ်ပေါင်း၄၀လောက်ကဆိုလင်ဖိုတတဝါများအတွက် တဆိုင်မမဖြစ်ပေါ်အပြုံးမျိုးသာဖြစ်ခဲ့လိမ့်မည်ဟုကျွန်တော်တို့ခံမှန်းကြည့်ခဲ့ကြပါသည်။ဟေးဒီမဲ့တငယ်တို့ဟုအဖိုးကြီးကကွဲအပ်တော့လဲချောင်းတန်ကြီးဖြစ်စကားဆပါသည်။မင်းတို့ပစ္စည်းဝယ်မဲ့သူတွေလား။ဒါမှမဟုတ်အရင်မြအဖက်မြဆက်ဆက်ဆက်ဆုလုတ်ချင်တဲ့တေလီကြိုးတွေလားကွာ။ငါတို့ကဈေးသေးသေးကွာ။ဈေးဝင်နေပဲစကားပြောချင်တယ်။သတင်းတောက်တွေနဲ့စကားမပြောချင်ဘူး။မင်းတို့မိခွန်းတွေရက်တန်းကရက်ပါကျွန်တော်တို့သတင်းတော့တွေမဟုတ်ရပါဘူးအဖ ကျွန်တော်တို့ကအဘတို့ရောင်းမဲ့ပစ္စည်းကိုဝယ်ယူဖို့စိတ်ဝင်စားနေသူတစုပါဟု ကျွန်တော်တို့ထဲမှရုပ်ရည်သွင်းမြင်အခန့်များဆုံးမျက်နှာထားအချို့ဆုံးပုံကောလက်အုပ်ချီ၍မျက်နှာချိုးသွေးလိုက်တော့မှအဖိုးကြီးမျက်နှာထားတင်းမာမှု ရော့ချသွားပါသည်မိပါစီအဖေကြီးရဲ့ဒါဟာဝယ်သူဘက်ကအခွင့်ရေးပါအဖွားကြီးအဖိုးကြီးလက်ပက်ဖက်ကိုစုပ်ကင်၍အင်းမြညင်သာသော အတန်ကလေးဖြင့်ချုံမော်နှစ်သိမ့်သည တဆက်ထဲနိုင်သူမသည်ကျွန်တော်တို့ဘက်သို့လှည့်၍ပြုံးပြပါသည်အဖိုးကြီးကပင်သက်ရှိုက်ခါအဝေးသို့ငေးနေသည်ကဲငါသားတို့ဘာသိကျင်တဲ့ကွယ်အမေတို့နှစ်ယောက်ဟာကြံကြီးစီရအတူရောင်ပစ္စည်းတစ်ခုကိုလိန်ရောက်မှုစူးစမ်းနေကြတာလို့ကောတန်တရားမဝင်မိကြဘူးလားကွယ်အဖွားကြီးရဲ့ပွင့်လင်းမှုကကျွန်တော်တို့ကိုရှိုးတိုးရှမ်းနှံဖြစ်သွားစေပါသည်အဖွားကြီးကတယော်ပြုံးကလေးပြုံးနေသည် အမေရဗုဒ္ဓဝင်တွေကစိန်ဇမာနာမိမ့်မယုတ်လို့ကိုဝင် အတူကြီးနဲ့ဝဲသူကို တပတ်ရိုက်ဖို့ကြံနေတယ်လို့ကောမထင်ကြဘူးလားလူအားလုံးလိုလိုကတော့ဒီလိုပဲထင်နေကြတာကွယ်အဖွားကြီးကဝစ်စကုတ်ကျဲသေးများကို ဖြုတ်လိုက်ပါသည်သူဤမိကိုရောင်ကောင်းဝင်အောက်ရှိမို့ဖောင်းနေသောဝမ်ပိုက်တံတန်းကထင်ရှားစွာပေါ်လာပါသည် အဖွားကြီးကသူဤကြမ်းတဲ့ အဖွားကြီးကသူမ၏ကြမ်းထော်တုတ်ခိုင်နေသောလက်ချောင်းဆယ်ချောင်းတို့ကိုဆန့်ကား၍ဝမ်းပိုက်နေရာကိုကောင်းဝင်ပေါ်မှညင်ညင်သာသာရွေးလျောက်ပုတ်တက်နေပါသည်။လိမ်မာတိမ်မွေ့သော ခွေးတကောင်သို့မဟုတ်ကြောင်တကောင်ကိုပုတ်တက်ပေးနေဟန်မျိုးဖြစ်ပါသည်။တချို့ကဟု အဖွားကြီးကစကားဆက်ပါသည်။အမေပိုက်ပူကြီးပူနေတာဟာ သွေးလုံးလေလုံးတစ်ခုခုဖြစ်နေရမယ်လို့ပြောကြသကွယ်။အမေပိုက်ထဲမှာလူသားတည်းအခိုင်အမာဖြစ်နေတယ်ဆိုတာကို ဖျားအတိဆုံးမှာကွယ်ငါတို့မှာပရိသတ်တွေဖြစ်တည်နေတဲ့အကြောင်းဇာဝင်တဒါစင်လောက်က ထောက်ခံထားတဲ့စာရင်းစာနဲ့အပြည့်စုံပါပါတယ်ကွာဟု အဖိုးကြီးကခံမြင့်တန်ဖြင့်ဝင်ပြောသည်တချို့ရှေးရွှဲပညာမဲ့တွေများဆို အမေးပိုက်ဟာရေပြင်းဆွဲနေတဲ့ဘိုက်လိုတော်ပြောကြတကွယ်ဟိုဟိုအဖွားကြီးကလွတ်လွတ်လပ်လပ်ရင်မောပါသည်ရင်မောပြီးတဲ့နောက်ကျွန်တော်တို့ကမတားဆီးနိုင်မီ ဒုတိဘုံနာသောခေါဝင်အောင်နာစာကိုယင်ညို့အောက်အထိလှန်လိုက်ပါသည်ကျွန်တော်တို့သည်အမျိုးသမီးချိုကြီးကိုဝင်ဆောင်ဝမ်ပိုက်ကြီးများကိုမြန်မာရန်ကတွေ့မြင်ဘူးကြပါသည်တို့ရာတွင် ယခုကဲ့သို့တက်ကြီးရွယ်ဝမိမကြီးရဲ့တဘာဝလုံးကိုဝန်ဆောင်ဝန်ပိုက်မျိုးကိုမဘယ်တော့မှမတွေ့မြင်ခဲ့ဘူးကြပါ အဖွားကြီးရဲ့ဝန်ပိုက်သည်ဝဝင်းချုံးမှုနေသောအေယာမကျွဲကောသည့်တလုံးထက်ပင်ပို၍ပြောင်းတင်းမာကြောနေရန်ရှိပါသည် သသမီးများစွာမွေးဖွားခဲ့စဉ်ကတဘာဝအတိုင်းပြတ်တောက်ပျက်စီးခဲ့ကြသည့်ရေပြားအောက်မှကြွက်သားမြင်များ၏အမာရွတ်အတွန့်ဖြူဖြူကလေးများကလည်းဝမ်ပိုင်ပြင်တစ်ခုလုံးမှာကနုတ်ပန်းကံများရက်ရှည်ထားတကယ်သူထင်ရသည်ဝမ်ပိုင်ကြီးသည့်အဖွားကြီးရဲ့ပေါင်နှံများတဝက်လောက်ထိဖုံးကွယ်ပြီးကျနေသော ပေါင်နှံများကိုပန်းပွင့်ဒီဇိုင်းနှင့်အောက်ခံပေါင်းမီတစ်ထည်က ဖုံးလွှမ်းထားပါသည် အဖွားကြီးရဲ့ချက်တွင်းတိမ်တိမ်ကလေးများကမူ ညွညင်းညင်းပိန်ရှုပ်ရှုပ်ကလေးဖြစ်၍ယွန်တဲ့ယွန်ရှားစပွဲဖြစ်နေပါသည်ဟောတာတဘာတိုင်းရရှိလာတဲ့တရားဝင်ဖြစ်တဲ့အိုကွယ်ဖျားပေးတဲ့ပရိသတ်ကြီးကိုဝင်ပဲဒီထဲမှာယောက်ျားကလေးတယောက်ဒါမှမဟုတ်မိန်းကလေးတယောက်ဟာလူလောကထဲကိုဝင်ရောက်ဖို့အဆင်သင့်ဖြစ်နေပြီသူလှောက်ရှားရုံးကန်နေတာကိုအမေအမဲခံစားနေရတယ်သူ့အတန်ကိုညဘက်တိတ်ဆိတ်ချိန်မှာ အမေကြားရတယ်မင်းတို့တွေက လိပ်ပြာတက်မယ်ဆိုရင်အမေပိုက်သေးကလူသားကလေးလှုပ်ရှားလွန်းလွန်းနေတာကို အပြင်ကနေလက်နဲ့စမ်းကြည့်နိုင်တယ်။အမေပိုက်မှာနားတစ်ဖက်ကပ်ပြီးနားထောင်ကြည့်နိုင်တယ်။အမေရဲ့သစ္စာရှိဘွားခီးပေါ်ကြီးကတော့အမေပိုက်မှာသူ့နားနဲ့ကပ်ပြီးနားထောင်လို့ကြားရတဲ့အတန်တွေက စက်ကြောရာရဲ့တိတ်ဆိတ်တဲ့ဂီတတန်ပဲတဲ့။အဖိုးကြီးကအဖွားကြီးရဲ့ပွင့်လင်းစွာပြောဆိုနေမှုများကိုပြည့်လျူထားခဲ့ပါသည်။ ျွန်တော်တို့ကလည်းအဖွားကြီးရဲ့အခွင့်ပေးမှုကို အားနာရှက်ယွံစွာမတိကြိုးကြံပြုခဲ့ကြပါသည်အဖွားကြီးကပတ်ဝန်းကျင်လူအုပ်ကြီးကိုဝုံးရံမလာမီခေါင်းဝင်ကိုဘိုက်ပေါ်သို့တက်ရက်စွာပြန်ဖုံးလိုက်ပါသည်ကျွန်တော်တို့ထဲမှာလူကုန်တန်းတွင်ပင်ပေါ်တွင်ထင်ရှားသူကအဖွားကြီးအနည်းသို့အယိုသေးကိုင်းလိုက်ပါသည် အမေတို့ရင်သွေးကို ရောင်းရတဲ့အကြောင်းရင်းကမွေးဖွားစေအခက်ခဲရဲ့ကြည်ပြင်းအောင်မွေးမြူဖို့အခက်ခဲရဲ့ရှိနေလို့လားခင်ဗျာ ဒီခက်ခဲတွေကိုကျွန်တော်တို့ကကုညီဖြေရှင်းပေးနိုင်ပါတယ်။မွေးဖွားစေကျွန်တော်တို့ကုညီပါမယ်။မွေးဖွားပြီးတဲ့အခါမှာလည်းပြုစုဆောင်ရှောက်ဖို့ကျွန်တော်တို့ထောက်ပံ့ပေးပါမယ်။အမေတို့ကလေးကိုအမေတို့ကိုယ်တိုင် မွေးမြူသွားစေချင်ပါတယ်ခင်ဗျာ။အဖွားကြီးရဲ့မျက်နှာထားကခနာချင်းတီတီလေးနှက်သွားသည်။သူမ၏မျက်လုံးရှိတွင်ဘဝ၏ဒုက္ခများမျက်ရည်များနှင့်အနိဋ္ဌာယုံမြင်ကွင်းများဖြတ်သန်းသွားကြသည်ကိုငေးကြည့်နေတကယ်သူဖြစ်သည်။ မင်းပြောတဲ့အခက်အခဲမျိုးတော့မရှိဘူးကွာဟု အဖိုးကြီးကခါခါတီးတီးလေးသံဖြစ်ပြောသည်ငါတို့မွေးနိုင်ကြတယ်မွေးနိုင်ကြတယ်အဓိကပြဿနာကဒီကလေးကိုငါတို့အလိုမရှိကြတာပဲကလေးနဲ့မပတ်သင်ချင်ကြတာပဲမင်းတို့သဘောပေါက်ကြသလားမလိုချင်လို့မွေးပြီးလွတ်ပြစ်လိုက်ရရင်လေလူသားမဲ့အကျဉ်းနာစင်ကင်းမဲ့ရာကြမယ်လေလိုချင်တဲ့လူရှိလို့ပေးပြစ်လိုက်မယ်ဆိုရင်လေလူသားတံမိုးပြစ်ပယ်ရာကြမယ် အဖိုးကြီးရဲ့စကားများမှာကျွန်တော်တို့အတွက်ဘူးလုံးနားမထွန်းဖြစ်နေပါသည်အဖိုးကြီးရဲ့လူသားဆိုင်ရာအတွေးခေါ်ဝေါ်ဟာရာများကလင်မြောင်နဲ့နားမလဲရခတ်နေပါသည်ခလေးကိုဘာကြောင့်ကြောင့်မလိုချင်တာလဲခမကျွန်တော်တို့ကတီးကျင်စိတ်ပြင်းပြတော့မူလာတန်းចောင်းသားကလေးများလို စိတ်အားထက်သန်စွာမေးမြန်းကြသည် တို့မလိုချင်တာကတော့ဟု အဖွားကြီးကချိုသာအေးချမ်းသောလေတံဖြင့်အပြေပေးပါသည် ငါတို့ဟာကိုယ်သွေးကိုယ်ဝိညာဉ်တွေကနေသစိမ်းပြင်းပြင်းလူသားတယောက်ထွက်ယူလိုက်တဲ့အလုံမျိုးတွေကိုညင်းငွေသွားကြပြီကွတကယ်တော့သာသမီဆိုတာမိခင်ဖခင်တို့အတွက်တိချလူသားသစိမ်းပြင်းပြင်းတွေပါပဲကွဘယ်မိဘကများကိုသားသမီးကိုအကြောင်းမဲ့ထိမ့်သိမ့်နိုင်လို့လဲကိုယ်သွေးကိုယ်ဝိညာဉ်ကခွဲထွက်သွားတဲ့လူတယောက်ဆိုတာကိုကိုကို ပြန်ထိန်းနိုင်တယ်လို့ထိမ့်သိမ့်ကန့်သက်ရမယ်လူသားမျိုးဖြစ်တင်တာပေါ့ အခုတော့ငါတို့ကဘာကြီးမှာတီချာဖြစ်တည်နေကြတဲ့သစိမ့်ပြင်းပြင်း လူသားတွေကြီးပဲသူတို့နဲ့ပဲကဘာကြီးဟာပြည့်နှက်လျံတက်နေပြီးငါတို့ဟာသစိမ့်တွေနဲ့အလုံးအလောက်ပတ်သက်ပြီးခဲ့ကြပြီ နောက်ထပ်မပတ်သက်ချင်တော့ဘူးငါတို့သစိမ့်နှစ်ယောက်ဟာအကျင်လင်များဖြစ်ကျွမ်းကျွမ်းဝင်ဝင်ပေါင်းသင်းနေရတာနဲ့တည်းငါတို့အတွက်လုံလောက်နေပါပြီကောင်းပြီလေ အဖွားမွေးယုံမွေးမွေးပေးပါကလေးကိုကျွန်တော်တို့မွေးမယ် စာချုပ်စာရမ်းနဲ့တရားဝင်ကိတ္တိမသားအဖြစ်မွေးမယ်ကျွန်တော်တို့ကပူဇော်တဲ့မျိုးဖြစ်တခဲနဲ့တောင်းဆိုကြပါသည်ဟေ့ဒီမဟုဆိုရင် အဖိုးကြီးကရုတ်တရက်မတ်တရက်ထလိုက်ပါသည်အမည်မသိစာဆိုတော်ရုတ်တုကြီးနောက်ခံတွင် အဖိုးကြီးရဲ့ရုတ်သွင်မှာသူကိုယ်တိုင်ခစ်ကုန်နေသော စာရေးဆရာကြီးတဦးကဲ့သို့ခံချောင်းမှုနဲ့နွမ်းပွားမှုတွေကို ရောရှက်ရှိနေကြပါသည်ဟေ့ဒီမမင်းတို့ကြည့်ရတာ ပါရီနဲ့ရှိမဲ့ပုံတကယ်တမ်းကျတော့အုံနော့အဆန်ချောင်းငတုံးတွေပဲမင်းတို့မှတ်ထားလူတွေဟာငွေကြေးတန်ဖိုးကြီးကြီးပေးရတဲ့ပစ္စည်းဆိုရင်သူတို့အသက်တွေဘဝတွေနဲ့ထတ်တူတန်ဖိုးထားစောင့်ရှောက်ကြတယ်အဲ့ဒီပစ္စည်းဟာဘာမှအသုံးမဝင်တဲ့ပစ္စည်းအဟောင်းအမြင့်ကြီးဖြစ်ပေလေစေရောသူတို့ဟာဂယုတဆိုင်ထိမ့်သိမ့်ကြတယ်ဥပမာကွာလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်လောက်ကဒါဗင်ဂျီဆိုတဲ့ပကြီးဆရာဆွဲခဲ့တဲ့ မိမရုပ်တရုပ်ဆိုပါစို့မိုနာလီဇာလားဘာလားကွာအဲ့ဒီမိမရုပ်ပုံကငွေတွေဒေါ်လာတန်းချီပြီးတန်နေတော့ကောင်းကောင်းမွန်မွန်လုံလုံကျုံကျုံသိမ့်စီထားကြတယ်မဟုတ်လားတကယ်တော့အဲ့ဒီပကြီးကဘာသုံးကြလို့လဲမိုနာလီဇာဟာအင်းဦးကမှထားပြီးကိုးွယ်လောက်တဲ့သူတော်စင်သီလရှင်လည်းမဟုတ်ဘူးစီးပွားလက်လာပါတိုးအောင် ဖန်တီးပေးနိုင်တဲ့တကူသိတိရှင်မေတော်ရုပ်လည်းမဟုတ်ဘူး ဒါပေမဲ့ငွေကြေးရတံပိုးကြီးနေတော့ဂယုတဆိုင်စောင့်ရှောက်ထားကြတာပေါ့ကွာမဟုတ်ဘူးလားငါတို့ကလေးကိုဝယ်မဲ့သူကလေထိုက်တိုက်တန်တန်ငွေကြေးပေးထားရတဲ့ကလေးဆိုတော့ပြစ်စက်လက်ခတ်မမွေးတော့ဘူးပေါ့ငါတို့ကလေးကသူ့လက်ထဲမှာကောင်းကောင်းမွန်မွန်ပြည့်ပြည့်စုံစုံနဲ့ကြီးပြင်းဝင်ရတာတော့မှာပါဒါကြောင့်ငါတို့ကငါတို့ရဲ့ရင်သွေးကိုမလိုချင်ပေမဲ့အလကားတော့မပေးဘူးစွန့်နဲ့စွန့်ပြစ်မှာမဟုတ်ဘူးငါတို့ကရောင်းမယ် ိုက်တန်တဲ့ဇင်းနှုံးနဲ့ရောင်းမယ်။ရောင်းစင်းဘလောက်ပါလဲခမ ्या ။ကျွန်တော်တို့ကစိတ်လှုပ်ရှားစွာမင်းမြန်းကြပြန်ပါတယ်။အဖွားကြီးကတိမ်မွေးစွာပြုံးရင်းဇင်းနှုံးကိုခတ်တိုးတိုးဖြေပါသည်။အဲ့ဒီဇင်းထဲမှာအမေကိုခလေးမမွေးခင်စောက်ရှောက်ကျွေးမွေးရမယ့်ဇင်းရိတ်နဲ့ဝမ်းဆန်းဇင်းရိတ်တွေမပါဘူးနော်။နောက်ပြီးအမေကိုတားကြောဖြတ်ပေးရမယ်ဆရာဝန်စိတ်လေမပါဘူးကွ။သူတို့ကအ short တင်းမရှိ တောင်းဆိုသောဈေးနှုန်း၏ပမာဏငွေကြေးမှာများလွန်းလာပါသည်ကျွန်တော်တို့မျိုးသူမျိုးသားအားလုံးပိုင်ဆိုင်သောငွေကြေးတက်ပင်များနေပါသေးသည်ကျွန်တော်တို့သည်သစိမ်းလင်များကိုယဉ်ကျေးစွာနှုတ်ဆက်၍ပြန်ခဲ့ကြပါသည်နောက်ရက်အနည်းငယ်ကြာသောအခါပရိသေရောင်းချမည်လူစိမ်းလင်များသည်ဝဲသူမတွေ့ပဲကျွန်တော်တို့မျိုးမှထွက်ခွာသွားကြပါသည်သူတို့ဘယ်စီကိုသွားမှန်းဘယ်သူမှမပြောနိုင်ကြပါ တို့ဤသတင်းကိုလည်းဘသူထံကမှနောက်ထပ်မကြားသိရတော့ပါကျူးနေ beauty magazine february 2008ခုနှစ်နာဆင်ပေးခဲ့ကြတဲ့တဦးတက်ချင်းစီအောင်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်ဝိတ္ထုတူလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်